လုံးဝမင်္ဂလာပါဒီနေ့သွင်းပွဲရှိထားတဲ့ပွဲကတော့အိုလံပီယကုသင်းရဲ့ရင်းမတဲ့သွင်းရဲ့ပွဲစဉ်ဖြစ်ပါတယ်အိုလံပီယကုသင်းပောက်ချက်သွားလိုက်ရအောင်ပါအိုလံပီယကုသင်းရဲ့ချန်ပီယံလိဘက်မှာနိုင်မဲ့လုံးဝမရှိသေးတဲ့အသင်းလည်းဖြစ်ပါတယ်စူပောင်းလိဘက်မှာသင်္ကုန်းငကိုသားရရှိထားပြီးပေကိုကိုကိုတီခွင့်ပြုပေးထားခဲ့ရတဲ့လည်းဖြစ်ပါတယ်အလီဂါမှာကျင်းနေလာခဲ့တဲ့နူဝဲမန်ဒီလီဘာဟာအသင်းရဲ့ပထမဆုံးရည်တီမှာပဲအသင်းကိုကိုမန်လီဘလာရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်လိဘက်မန်ဒီလီဘာဟာအသင်းကိုကိုမန်လီမှာတက်ဆင်ယူပါလီယူပါလီမှာတက်ဆင်ချန်ပီယံလိဒီဆွဲခေါ်လာနိုင်ခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဘက်မှာတော့အသင်းရဲ့ချန်ပီယံလိအစဉ်တန်းတစ်ခုရှိနေလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် ကဲအဲ့ဆိုကျွန်တော်ရင်မတည်တင်မကိုချက်သွားလိုက်အောင်ပါချန်မြန်လေးရဲ့ရှင်နေခပြတော်ဝင်မင်းသားဟာလာမထွေးကတော့ချန်မြန်လေးဘက်မှာသုံးဘွဲ့ထိအနိုင်ရရှိတာဖြစ်ပါတယ်ဒီနေ့ရာသီအသင်းရဲ့ခြေစဉ်ကနိုင်ငံကစားကစားသမားချိုးနဲ့ထင်လောက်မမြန်ဆန်မရှိသေးတာကိုတွေ့ရပါတယ်အဓိကအကူရတဲ့စနေပတ်ဒီဖူဖို့ဒီမကြခဏတိုင်းရရရလဲတင်းရဲ့ဖန်ကိုထိခိုက်စေတဲ့အကြောင်းရင်းတွေတစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်နိုင်ငံလက်တစ်ခုထွက်အောင်ကစားကြတဲ့တော်ဝင်စစ်တဲ့နဲ့ဟာလာမထွေးတို့နေ့ဘက်မှာရောလူချင်းလက်တစ်ခုပထမဆုံးနဲ့နှမဆောဆောင်ကြည့်ရပါမယ်ဝန်ကြီးနေနေလာလူဝင်မဒီလီဘာရဲ့အိုလံပီယာကောအသင်းဟာအသင်းကိုယ်တွေခွင့်မပြုဖို့ကြိုးစားလာပြီးကစားလာမှဖြစ်သလိုထင်းစလာလုံးပြည်စည်ဟာလာမတူတူရဲ့တိုက်စစ်ဟာလည်း တင်ကိုတွေအများကြီးမြန်လို့မြန်နိုင်သေးတာမို့ဒီနေ့ဘက်မှာကိုဝန်းနာအကောင်းဆုံးကျိုးကဖြစ်လာမှာပါ။